ဓမ္မမိတ်ဆွေညီကူမောင်မတို့ကဗတ်အနေအားဒိတာအနှံပြားမှာ လူတွေကသူတို့ကိုးကွယ်ယုံကြည်တဲ့ဖရာရဲ့နာမတော်နဲ့လူချင်းချင်းတယောက်ကိုတယောက်မုန်းတီးနေကြတယ်။တယောက်အကြောင်းတယောက်သဘုတ်လီလွင့်ပြောဆိုနေကြတယ်။ပြင်းပြင်းထန်ထန်ပြောဆိုနေကြတယ်။အရှိလေပိုင်းဒိတာကတော့သတင်းမီဒီယာတွေရဲ့အာယုံဆိုင်မှု အများဆုံးခံရတဲ့နေရာဖြစ်တယ်။ဒါပေမဲ့ အမုန်းတရားကိုမပြောနဲ့လူမျိုးစုရှင်လင်းခြင်းတွေဝမ်းမြောက်စွာနဲ့ပြုလုပ်နေကြခြင်းတွေကနေစီအကန့်အသတ်မရှိဘဲနဲ့နေရာဒေသတိုင်းမှာ ဖြစ်နေတာဖြစ်တယ်။စင်ရဲ့ခြင်းနဲ့အိုးအိမ်မဲ့ခြင်းကလည်းနေစီမချနေရာတိုင်းမှာ ဖြစ်နေတာဖြစ်တယ်။စစ်ပွဲနဲ့အကြမ်းဖက်ခြင်းတွေကလည်းအလားတူဖြစ်ပါတယ်။ဒီအခြေအနေရဲ့တခြားတစ်ဖက်မှာက အမျိုးမျိုးသောဘာသာရေးလမ်းစဉ်တွေအားလုံးတို့ကတခြားလူတွေနဲ့ထိတွေ့ဆက်ဆံဖို့ကိုတင်ကြားပေးနေတာဖြစ်တယ်ဘာသာတွေအားလုံးတို့ကတကယ်တမ်းဆိုရင်အတူတူပါပဲလို့အချို့တွေကပြောကြတာရှိတာကစဉ်းစားဉာဏ်ကင်းမဲ့တဲ့စကားဖြစ်တယ်ကျွန်တော်တို့တွေရဲ့ဘာသာတရားတွေကတစ်ခုနဲ့တစ်ခုမတူကြပါဘူးခရိယန်ဘာသာတရားကပုရဘာသာနဲ့မတူဘူး အစ္စလမ်ဘာသာကလူအဓိကပြုဝါဒနဲ့မတူဘူးဖြစ်တယ်။ဟိန္ဒူဘာသာကဂျူးဘာသာနဲ့မတူဘူးဖြစ်တယ်။သို့တော့ဒီဘာသာတရားတွေအားလုံးတို့ကတူညီစွာတောင်းဆိုနေတာကစာနာရိုင်းပင်တက်ခြင်းဖြစ်တယ်။ကိုယ်အရေးကနေကြော်လွန်ပြီးတော့ကြည်တက်ဖို့တောင်းဆိုနေကြတယ်။ကျွန်တော်တို့တွေအားလုံးတို့ကတယောက်နဲ့တယောက်အကုန်လုံးဆက်နွယ်နေကြတာကိုသိမြင်ဖို့ တောင်းဆိုနေကြတာဖြစ်တယ်။တခြားစကလုံးနဲ့ပြောရမယ်ဆိုရင်ဘာသာတရားတစ်ခုစီတိုင်းကသူ့ဘာသာဝင်တွေကိုမေတ္တာတရားထားကြဖို့မေတ္တာရှင်တွေဖြစ်ချဖို့ကိုသူ့ရဲ့တခြားဘာသာတွေနဲ့မတူတဲ့တူတူချာသူ့နီးသူ့လမ်းနဲ့တောင်းဆိုနေတာဖြစ်တယ်။ဒီတောင်းဆိုမှုကအလုံးနဲ့ဆိုင်တာဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကရှေးဂရိအတွေ့အခေါ်ပညာရှင်နဲ့ပြဆက်ရေးဆရာဖြစ်တဲ့ဆိုဖိုခီးစ်ရေးထားခဲ့တာကဘဝရဲ့လေးလံမှုတွေနာကျင်မှုတွေကနေလွတ်မြောက်စေနိုင်တဲ့တခုဒီတော့စကလုံးရှိတယ်အဲ့ဒီစကလုံးကချစ်ချင်းမြတ်တာ love ဖြစ်တယ်အဲ့ဒီအချိန်ကာလတစ်ချိန်နဲ့နှီးပါးမှာ ရှေးတရုတ်အတွေ့အခေါ်ပညာရှင်နဲ့ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့မော်စီကအခုလိုတွေးခဲ့တယ်။ချစ်ချင်းမြတ်တာကကဘာပေါ်ရှိ လူသားတိုင်းအားလုံးကို အတူတကွတောင်းဆိုတဲ့အရာဖြစ်တယ်။ကျွန်ုပ်ရဲ့နောက်လိုက်တွေကိုမကဘူး။တရုတ်ပြည်ကလူတွေကိုပဲတောင်းဆိုတာမဟုတ်ဘူး။အလားတူခံယူချက်တွေကိုခရီးယန်ဘာသာနဲ့ဂျူးဘာသာတွေကိုမပြောနဲ့။ဟိန္ဒူဘာသာမှာပုဒ္ဒဘာသာမှာအာဖရိကမြို့ဖလား ကိုးကွယ်မှုတိုင်းမှာပေါ်ပြထားပါတယ်ချစ်ချင်းမေတ္တာစာနာရိုင်းမင်းကူညီခြင်းအတိုင်းဝိုင်းဖြင့်ရှင်သန်ခြင်းဖြစ်ပါတယ်သို့သောအကယ်၍ချစ်ချင်းမေတ္တာကဘာသာတရားတိုင်းသိကြတဲ့အဖြစ်ဆိုရင်ကျွန်တော်တို့တွေအားလုံးဘာကြောင့်မပျော်နိုင်ဖြစ်နေကြတာလဲကျွန်တော်တို့တွေအားလုံးဘာကြောင့်ငြိမ်းချမ်းခြင်းမရှိနိုင်ကြရတာလဲလွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က ကဘာကြီးရဲ့အခြေအနေလွန်ခဲ့တဲ့နှစ်900ကကဘာကြီးရဲ့အခြေအနေလွန်ခဲ့တဲ့နှစ်100ကကဘာကြီးရဲ့အခြေအနေဒီကနေ့ခေတ်ကဘာကြီးရဲ့အခြေအနေကိုကျွန်တော်တို့တွေလေ့လာကြရတယ်ကြည့်ကြရတယ်စင်ရဲ့ချင်းနဲ့အိုးအိမ်မဲချင်းကိုတွေ့မြင်ရတယ်စင်ရဲ့ချမ်းသာမရွေးဘယ်လူမျိုးမဆိုကြားမမရွေးကြုံတွေ့ကြရတဲ့ကဘာကြီးတွေကိုကျူးကျော်ဝင်ရောက်လာတဲ့စစ်ပွဲတွေအထီးကျန်ခြင်းတွေကိုကျွန်တော်တို့တွေမြင်တွေ့ကြရတဲ့အခါမှာ အခုလိုမဖြစ်မနေမေးလာကြရစီလူတိုင်းပြောနေကြတဲ့ချစ်ချင်းမြတ်တာတရားကဘယ်မှာလဲဓမ္မမိတ်ရှင်ကြီးကိုပေါ်မှာအရောက်စီတိုင်းကိုယ်ဤချမ်းမာခြင်းစိတ်ငြိမ်းချမ်းခြင်းရှိကြပါစေ။